မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ TNL စုတ်ခွာမဲ့မိုးကုတ်မြို့မှာ ABSDF နဲ့ PDF တို့ကို KIA ကစီရေးကူညီမည်ဟု KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးပြောဆိုမိုးမမြို့ကိုစစ်တပ်လက်အောက်မကျစေရန်ခရိုင်ပကဖားနဲ့မဟာမိတ်များပူးပေါင်းဆောင်ရွက်မည်ဟုကတိပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တအောင် TNL စုတ်ခွာမဲ့မိုးမမြို့မှာ ABSDF နဲ့ PDF တို့ကို KIA ကစစ်ရေးကူညီမည်ဟု KIO ပြောခွင့်ရပုံမူကြီးတော်ဘူးကသတင်းဌာနကိုပြောကြားပါရယ်။မုံမင်းမြို့နယ်တွင် KIA တရင်များရှိပြီး ABSDF PDF တို့နှင့်အတူပူးတွဲရှိနေကြောင်းတပ်ပေါင်းစုအဖြစ် အတူတူနေထိုင်ပြီးအခြေချထားကြောင်း KIA အနေဖြင့် TNL စုခွာမဲ့မုံမင်းမြို့နယ်ပတ်သက်၍စစ်ရေးအရဆောင်ရွက်ရန်မရှိတော့လေ ABSDF နဲ့ PDF တို့ဤစစ်ရေးလှုပ်ရှားမှုများလှုပ်ဆောင်လာလျင် KIA ကကူညီတော်မည်ဖြစ်ကြောင်းဗိုလ်မှူးကြီးတော်ဘူးကပြောဆိုပါရယ်။ မိုးမင်းမြို့နယ်တဲတွင်ကျွန်တော်တို့ KIA တရင်34ရှိတယ်။ KIA PDF တပ်ပေါင်းစုအတူတူနေတယ်။အခြေချထားတယ်။မိုးမင်းမြို့နယ်ပတ်သက်လို့တီးသန့် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူး။ဒါပေမဲ့မဟာမိတ် ABSDF နဲ့ PDF တွေကိုတော့ KIA ခုညီတာမျိုးရှိနိုင်တယ်ဟုဘုံမူကြီးနော်ဘူးကသတင်းဌာနကိုပြောကြားပါတယ်။မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမိုးမိတ်ခရိုင်တွင်ဖြစ်ပေါ်နေသောအခြေအနေများအရမြို့တော်ပင်အခက်အခဲဖြင့်ကြုံတွေ့စေကမူပြည်သူနှင့်တသားတည်းရှိနေမည်ဖြစ်ကြောင်း ဖိုးပြင်စစ်ကော်မရှင်လက်အောက်သို့မကြောက်စေရန်နှင့်ဒေါ်လာရေးအောင်မြင်မှုပန်းတိုင်စီတို့အ мян ဆုံးရောက်ရှိစေရန်ဒေါ်လာရေးညီနောင်မဟာမိများနှင့်အတူပူးပေါင်း၍အောင်မြင်မှုရသည့်အထိစလက်ချီတက်သွားမည်ဖြစ်ကြောင်းဂတိသစ္စာပြုထားပါသည်။ TNL ကအော်တိုဘာလ29ရက်နေ့တွင်တရုတ်ဤချောင်းဝင်စစ်ဆက်မှုဖြင့်စစ်တပ်နှင့်အပြစ်ခတ်ရဲစဲလိုက်ပြီးမိုးကုန်းနှင့်မိုးမင်းမြို့များမှပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်းတရုတ်ဝင်ထုတ်ပြန်ကြေညာထားပါသည်။ဆလပီလက်နက်ချသူနဲ့ဖမ်းဆီးရမိသူ82ဦးတည်းမှာကပါစာ76နဲ့လေးသားတောင်အနီးက30ဦး နရေကမတအုပ်နဲ့အယောရီတိုင်းတွင်40ဦးရှိတယ်လို့အေအေထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အရကတက်တော်အေအေထံလက်နက်ချသူတွေအပါအဝင်ဖမ်းဆီးခံရသူတွေ82ဦးအထက်မှာပဲခူးတိုင်းကပ္ပစ76နဲ့လေးသားတောင်အနီးမှ30ဦး၊မကွေးတိုင်းနရေကမှာလက်နက်ချသူတအုပ်နဲ့အေယာဝတီတိုင်းတာပေါင်းနဲ့လေးမျက်နှာမျိုးနဲ့မှာ40ဦးအထိရှိတယ်လို့အေအေရဲ့နိုဝင်ဘာ17ရက်နေ့နေဆွဲနဲ့ထုတ်ပြန်တဲ့သတင်းမှာဖော်ပြထားပါတယ်။ထုတ်ပြန်ချက်ထဲမှာဖန်စီရမိသူစက်ရင်ကိုနေဆွဲတင်တဲ့အတူအခုလိုဖော်ပြထားပါတယ်။ 2025ခုနှစ်နိုဝင်ဘာလ8ရက်9ရက်10ရက်နေ့တွေအတွင်းကပါစာ16အနီးတိုက်ပွဲများအတွင်မှဖက်စီအကြံဖက်စီကော်မရှင်ရဲ့စခခ30လက်အောက်ခံခမရ363နဲ့ခမရ363တပ်ရင်းတွေကအလံဖြူထောင်းတက်ပြေးလက်ရဖမ်းဆီးရမိသူစုစုပေါင်း16ဦးအထိရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့အကြသောစစ်မြေပြင်တစ်ခုဖြစ်တဲ့ဘကိုးတိုင်းပရောင်မြို့နယ်ညောင်ကျိုးကျေးရွာရဲ့အရှိတ်အဝါမီတာ2500အကွာ၌ရှိတဲ့လီလာတောင်ပတ်ဝန်းကျင်အထိတိုက်ပွဲတွေလည်း2025ခုနှစ်နိုဝင်ဘာလ8ရက်9ရက်နေ့အတွင်း ဖက်စစ်အကြံဖက်စစ်တပ်ရဲ့စကားကတစက်လက်အောက်ခံခမရ368တရင်တစ်ခုထဲမှာအလံဖြူထောင်းတက်ပြီးလက်ရဖန်စီရမိသူစုစုပေါင်း10ဦးတည်ရှိခဲ့ပါတယ်။2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကလည်းပဲခူးတိုင်းပတောင်မြို့နယ်ကပ္ပဆာ16အနီးရင်းဆိုင်တိုက်ပွဲတွေအတွင်းဖက်စစ်အကြံဖက်စစ်ကော်မရှင်ရဲ့စကားခတစက်လက်အောက်ခံခမရ363တရင်မှာစကားမတက်ဖွဲ့ဝင်လေးဦးတို့ကိုလည်းလက်ရဖန်စီရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။ အလားတူ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့နနက်9:35မိနစ်အချိန်ကလည်းနေရီကန်ပြူဟာကုန်းမှဖက်စစ်အကြံဖက်စစ်ကော်မရှင်တပ်အမှတ်ကုန်းစစ်မြေပြင်စေတရင်ခိုလန်အခြေစိုက်တပ်မှကိုပိုင်အမှတ်ဖဆ1296ဒူးတက်ချက်မျိုးမင်းထွန်ဟာအာရကတ်တပ်ထောထံအလေးဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်2025ခုနှစ်အော်တိုဘာလ3ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အတွင်းအေယာဝတီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကျေးရွာအနီးနဲ့ လေးမျက်နှာမျိုးနဲ့ဆက်ဆက်ယိုချင်းလေကျေးရွာတွေအနီးပတ်ဝန်းကျင်တွေမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်ဖက်စစ်အကြံဖက်စစ်ကော်မရှင်တပ်ကထွက်ပြေးလာပြီးအာရကတပ်တော်ထံမှဖမ်းဆီးခံရသူ20ကျော်နဲ့လက်နက်ချအလင်းဝင်ရောက်သူ20ကျော်စုစုပေါင်း40ကျော်တိရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲဒီတပ်ဖွဲ့ဝင်တွေမှာခမာယာ၄ခမာယာ၅ခမာယာ၆ခမာယာ၁၀ခလာယာ၃၅ခလာယာ၈၀အစရှိသောတမ66လက်အောက်ခံတပ်ရင်းတွေနဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံတရင်များဖြစ်ကြတဲ့ခလာရ63အိမ်မဲခလာရ281ပသိမ်အစရှိသောတရင်တွေကထွက်ပြေးလာကြသူတွေနဲ့လက်နက်ချအလင်းဝင်ရောက်လာကြသူတွေဖြစ်တယ်လို့ဖော်ပြထားပါတယ် နေ့စဉ်ရက်ဆက်ပြင်းထန်နေတဲ့တိုက်ပွဲတွေအတွင်းစစ်ရေးအရမြည်သူများရှင်နိုင်စွမ်းမရှိတဲ့အပြင်စစ်ကော်မရှင်ရဲ့မတရားသဖြင့်အတင်းအဓမ္မစစ်မှုထမ်းဖို့စူးစောင်းခြင်းခံရတဲ့တပ်ဖွဲ့ဝင်တစ်တွေဟာလည်းတိုက်ခိုက်လို့စိတ်မရှိပဲတိုက်ပွဲဖြစ်ပွားရနေရာတွေကနေအခွင့်အရေးရရင်ရသလိုနေ့စဉ်နဲ့အမျှထွက်ပြေးလျက်ရှိနေကြတယ်လို့ဆိုပါတယ်။ဒါပြင်အချို့သောတပ်ဖွဲ့ဝင်တွေမှာအေအေထန်အလံပြူထောင်လက်နက်ချကာအလင်းဝင်ရောက်လျက်ရှိကြသလိုအချို့သောစကားမှတပ်ဖွဲ့ဝင်တွေကိုတိုက်ပွဲအတွင်းလက်နက်ဖြင့်လက်နက်မိန်လက်ရဖမ်းဆီးရရှိမှုတွေရှိတယ်လို့ဖော်ပြထားပါတယ်။ အလင်းဝင်ရောက်လာတော့သူတွေနဲ့ဖမ်းဆီးရမိတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေအားလုံးနှိပါဟာ2025ခုနှစ်အတွင်းစစ်ကော်မရှင်တပ်ရဲ့အတင်းအဓမ္မစစ်မှုထမ်းပေါ်တာဆွဲခြင်းခံရတဲ့စစ်တင်တန်းဆင်းတွေဖြစ်ကြပြီးအချို့မှာ၁၈နှစ်မပြည့်သေးတဲ့သူတွေအထက်တန်းကျောင်းတက်နေတဲ့ကျောင်းသားတွေဖြစ်ကြတယ်လို့ဆိုပါတယ်လက်နက်ချအလင်းဝင်ရောက်လာတော့သူတွေကိုစစ်တုံ့ပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားတယ်လို့လည်းဖော်ပြထားပါတယ် စစ်ကော်မရှင်ရဲ့မတရားတဖြင့်အတင်းအဓမ္မစစ်မှုထမ်းဖို့စူးစောင်းခြင်းခံရတဲ့ဂျက်ဖွဲ့ဝင်တစ်တွေအနေနဲ့အာရကတပ်တော်နဲ့ရင်ဆိုင်ထားတဲ့ဤသည့်နေရာဤသည့်စစ်မျက်နှာပြင်မှာမဆိုမိမိတို့တပ်ဖွဲ့ဝင်တွေထံအလံဖြူထောင်ပြီးတော့လကောင်းဤဆက်ရမှတဆင့်ဆက်သွယ်ပြီးတော့လကောင်းအလင်းဝင်ရောက်နိုင်ပါတယ်လို့အသိပေးအပ်ပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်ဆလပီအသက်တွေရင်တိုက်ရတာဖြစ်လို့လွမြောက်နေနေတွေစစ်တပ်စီပြန်မရောက်ဖို့အစွမ်းကုန်ကောက်ွက်မယ်လို့ချင်းညီနောင်ပြောတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် လွမြောက်ထားပြီးနေမြေတွေစစ်ကောင်စီလက်ထဲပြတ်မရောက်ရင်ခိုစွမ်းညံစွမ်းရှိတဲ့၍အစွမ်းကုန်ခောက်ခွဲသွားမှာဖြစ်တယ်လို့ချင်းကြီးနောင်ပြောရေးဆိုခွင့်ရှိသူဆက်လိုင်းရောမန်ကပြောပါတယ်စစ်ကောင်စီကလေကြောင်းနဲ့မြေပြင်ကနေစစ်အင်အားအလုံးရင်သုံးပြီးချင်းပြည်နယ်ကနေမြေတွေပြန်လည်စုံမနိုင်ဖို့ထိုးစစ်ဆင်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီးမင်းမြတ်ရမှာဆက်လိုင်းရောမန်ကအခုလိုပြောပါတယ်စစ်ကောင်စီကအရင်ကထက်အင်အားတွေများစွာသုံးပြီးစစ်စင်ရေးလှုံ့ဆော်လာတဲ့အခါအခက်အခဲတွေရှိပေမဲ့ချင်းကြီးနောင်အနေနဲ့လည်းမျိုးသိမ်းစစ်စင်ရေးအောင်ပွဲအပြီးကလေးက စေကောင်စီထိုးစစ်ကိုတုံ့ပြန်ဖို့ကြိုတင်ပြင်ဆင်ထားကြောင်းဆလိုင်ရော့မန်ကပြောပါရယ်ကျွန်တော်တို့ကတော့ရှင်းရှင်းပြောမယ်ဆိုရင်လွတ်မြောက်အောင်တိုက်ထုတ်ပြီးသားနေရာတွေတော့ပြန်မပေးကြဘူးဒါကအသက်နဲ့ရင်ပြီးအများကြီးတိုက်ယူခဲ့ရတာကိုဆိုတော့လွတ်မြောက်တဲ့နေပြည်ကတော့အစွမ်းကုန်ကောက်ွက်ရမှာပဲအစွမ်းကုန်ဖြစ်နိုင်တဲ့နည်းနဲ့ရုံးကန်ရမှာပေါ့အဲ့ဒီလိုမျိုးတော့ရှိပါတယ်အမခန့်ချက်တော့မရှိဘူးပေါ့နော်ဒါပေမဲ့ကိုစွမ်းညံစွမ်းရှိသလောက်အများကြီးအလုပ်လုပ်ရမှာပေါ့လို့ဆလိုင်းရောမန်ကပြောပါတယ် စစ်ကောင်စီဟာချင်းပြည်နယ်မြောက်ပိုင်းဖြစ်တဲ့တီးတိမ်မြို့နယ်တိုင်းငင်းမြို့ဘက်ကိုစကိုင်းတိုင်းကလေးမြို့ဘက်ကမြေပြင်စစ်ကြောင်းထိုးလာတယ်လို့တီးတိမ်မြို့ကိုလေးကျောင်းကစစ်အင်အားဖြည့်တင်ပြီးတီးတိမ်မှတဆင့်တိုင်းငင်းဘက်သို့စစ်ကြောင်းထိုးလာရာချင်းဒေါ်လာရေးအင်အားစုတွေနဲ့တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်တီတိမ်မျိုးနယ်ကကနေဒီတောင်အပါအဝင်နေပြည်တော်ချုပ်ကိုစစ်ကောင်စီဘက်ကပြန်လည်နေရာယူထားနိုင်ခဲ့ပါတယ် အလားတူချင်းပြည်နယ်တောင်ပိုင်းကိုဦးတည်ပြီးစေကောင်စီကမကွေးတိုင်းပခုတ်ကူမှပေါင်မြို့နယ်ပေါင်မြို့နယ်ကတက်စင်ပုံတောင်ပုံမြဒေသကိုထိုးစစ်ဆင်လာရန်တော်လန်ရေးပူပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာတအောင်တပ်မတော် TNL သိမ်းပိုက်ထားတဲ့မြို့တချို့ကိုပြန်လည်ရယူထားနိုင်တဲ့စေကောင်စီဟာတရုတ်ရဲ့ဂျားဝင်မှုနဲ့အော်တိုဘာလကုံမှာ TNL တပ်ဖွဲ့နဲ့အပြစ်ရစဲရေးလှုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ အပြည့်ရဲ့သဘောတူညီချက်မှာ TNL ထိန်းချုပ်ထားတဲ့မိုးကုတ်မိုးမိတ်မျိုးတွေက TNL တက်တွေစုခွာပေးရမယ်ဆိုတာလည်းပါရှိပါတယ်။အဲဒီမျိုးတွေကနေ TNL တက်တွေစတင်စုခွာနေပြီးနိုဝင်ဘာလကုန်နောက်ဆုံးထားစုခွာရမယ်လို့သိရကြောင်းတန်အောင်သတင်းရင်းမြစ်ကပြောပါတယ်။ဒါပေမဲ့အရင်ရှိပြီးသား PDF တက်ဖွဲ့အချို့မျိုးမှာဆက်လက်ရှိနေနိုင်တယ်လို့လည်းတန်အောင်သတင်းရင်းမြစ်ကပြောပါတယ်။စစ်ကောင်စီကရှမ်းမြောက်မှာအပြည့်ရနိုင်ခဲ့လို့ ရေပြန့်တဲ့ချင်းပြီကိုစစ်အင်အားပုံမဖြစ်တင်ထိုးစစ်လောက်လာတာတွေ့ရတယ်လို့လဲချင်းကြီးနောင်ပြောရေးဆိုခွင့်ရှိသူဆလိုင်းရောမန်ကပြောပါတယ်ချင်းကြီးနောင်နဲ့မဟာမိတ်တွေဟာချင်းပြီနဲ့တောင်ပိုင်းကမတူပြီးကျင်တွေးကံဘက်လက်မင်းတက်နဲ့ချင်းပြီနဲ့မြောက်ပိုင်းကဖလန်းမြို့နယ်တို့ကိုတိုက်ခိုက်သိမ်းပိုက်ထားတာပါအဲ့ဒီလိုသိမ်းပိုက်ထားတဲ့အထက်ကဖလန်းမြို့နယ်ကိုစစ်ကောင်စီကပြန်ရဖို့စစ်ရေးပြင်ဆင်လှုပ်ရှားနေလို့ချင်းတော်လိုင်းရေးအင်အားစုတွေနဲ့တိုက်ပွဲတွေပြင်းထန်လာတဲ့အခြေအနေရှိပါတယ် ဆက်လက်ပြီးကဏီမြို့နယ်ဝင်းမနာရွာစေယုံကိုစစ်တပ်ကစစ်တပ်လေးပြီးဖြင့်ပုံကျဲပစ်ခတ်မှုစေယုံဝန်ထမ်းတဲ့လူနာများအပါအဝင်၈ဦးသေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စကိုင်းတိုင်းကဏီမြို့နယ်ဝင်းမနာရွာစေယုံကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လေးပြီးဖြင့်ပုံကျဲပစ်ခတ်ခြင်းကြောင့်စေယုံဝန်ထမ်းတဲ့လူနာများအပါအဝင်၈ဦးသေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူများနဲ့ရင်းမာပင်မြို့နယ်တော်လန်ရေးတပ်ကောင်းဆောင်ဘူတန်မဏိကသတင်းဌာနကပြောကြားပါတယ်။ နိုဝင်ဘာလ10ရက်နေ့နံနက်9:00နာရီကျော်ခန့်တွင်အချမ်းဖတ်စစ်တပ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသောစက်တက်လီတီနှစင်းသည်ကဏီမြို့နယ်ဝင်းမနာရွာစေယုံကိုဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အချမ်းဖတ်စစ်တပ်ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုအတွင်းစေယုံဝန်ထမ်းနှင့်လူနာများအပါအဝင်10ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ20ကျော်ရှိကြောင်းတိုက်ခိုက်မှုအတွင်ဘုံများသည့်ခွဲစိတ်ဆောင်နှင့်လူနာဆောင်ပေါ်ကြားရောက်ပောက်ကွဲခဲ့ခြင်းဖြစ်ကြောင်းထိခိုက်ဒေဆုံးမှုများပြားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ကျွန်တော်တို့အခုအတီးပြုတ်နိုင်တာတေဆုံးသူ၈ဦးရှိတယ်။ထိခိုက်ဒဏ်ရာရတာကတော့20ဦးရှိတယ်လို့တော့သိရတယ်။စစ်ခွေးတွေကစက်တက်လေဒီနဲ့ဘုံကျဲသွားတာပါ။ဘုံတလုံးကတော့ခွဲစိတ်ခန်းပေါ်ကျတယ်။နောက်တလုံးကတော့လူနာဆောင်ပေါ်ကျတယ်လို့သိရတယ်ဟုရင်းမာပင်မျိုးနဲ့တော်လန်ရစ်တက်ကောင်းဆောင်ဘူတန်မနီကပြောဆိုပါရယ်။အကြံဖတ်စစ်တပ်သည်တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့လဲအယက်သားပြည်သူများလူစုလူဝေးရှိသောနေရာများကိုပြစ်မှတ်ထားဘုံကျဲတပ်ဖြတ်နေခြင်းကြောင့်ပြည်သူများလေးချောင်းအနေရဂယုပြုနေထိုင်ကြရန်တော်လန်ရစ်အင်အားစုကမြစ်တာရက်ခံထားပါရယ်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲညနာခွဲပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်